မင်္ဂလာ မနေ့ခင်ပါယောဂီသူတော်စင်များအားလုံးမိမိတို့လေ့ကျင့်နေကြတဲ့တတိပဌံတွေခိုင်မြေနိုင်ဖို့အတွက်ဖန်ဝေကတတိထားပြီးတော့မှလေ့ကျင့်ပေါ်များနေကြတဲ့အတွက် အဲ့ဒီလေ့ကျင့်နေတဲ့အထိမှာရှေ့အမတ်နဲ့နောက်အမတ်တတိဆက်ဆက်နေဖို့လိုအပ်လာပါတယ်တတိအမတ်တတိဆက်ဆက်ဖို့ဆိုတာကြာခံအားဖြင့်ဩငါခဏနေရေသေသောနိုင်နေခဏနေသေသောရင်ဖြင့်ငါဒီအတွင်းစိတ် ကိလေသာကိုမပေသက်နိုင်ပေနဲ့ဆုံးရှုံးတော့ခဲ့မေဆိုရင်ဗုဒ္ဓဘာသာ ဖြေအကျိုးမနှက်ခဲ့ဘူးဗုဒ္ဓဘာသာမှာညာတပရိညာတိရဏပရိညာပဟာနာပရိညာလို့ကိုရောကပထမဆုံးသီအောင် သင်ယူရပါတယ်သင်မသီးသီးမချင်းချင်းမယမြတ်ဗုဒ္ဓရဲ့ဩဝါဒတဲ့ညာတပရိညာသင်တဲ့သဘောကိုညာတပရိညာချင်းကျန်တဲ့သဘောကိုဒီယနာပရိညာချင်းကျန်လာမှကိလေသာတွေကိုပေသက်နိုင်မှဖြစ်တဲ့အတွက်ပဟာနာပရိညာလို့ခေါ်ပါတယ် ါတော့ဗုဒ္ဓဘာသာဝင်တိုင်းနိပါဒါတွေကိုတိထသိင်းရမှာပါပဲကိုရောကလေးလာနေတယ်အမတ်တိဆက်ဆက်အောင်စ조사နေတယ်ပုထုဇဉ်နေမေကနေအရိယာနေဝံအရိယာနေဝင်သူတော်စင်ဖြစ်အောင်စ조사နေတဲ့အတွက်အမတ်တိ ဆက်ဆက်မှပညာပေါ်လာမှာဖြစ်တယ်တရားဆိုတာသီလသမာဓိပညာလို့ပြောထားတယ်တွင်ဒါကစာပေအဖြစ်ပေါ့သီလသမာဓိပညာအဲခလေးလေးတွေကိုအခုမှ လေ့ကျင့်မဲ့လူငယ်လေးတွေအတွေ့ကြတော့ကိုစိတ်ဆိုးစိတ်ယုတ်စိတ်မိုက်တွေကိုပေးသက်နိုင်မဲ့နိလန်တစ်ခုပေါ့ဗုဒ္ဓဘာသာဆိုတာစိတ်ဆိုးစိတ်ယုတ်စိတ်မိုက်တွေကိုမိမိရဲ့စိတ်ကိုထိန်းချောင်းနိုင်မဲ့နိလန်တစ်ခုပေါ့ဟိုကအမြဲတမ်းစိတ်ကို ထိမ့်ချောင်းနေရပါတယ်ကိုကဘယ်နေရာမှာထိမ့်ချောင်းလေဆိုတော့စိတ်ဖြစ်ပေါ်တဲ့နေရာရှောက်နေရာရှိပါတယ်ဘယ်နေရာတွေမှာစိတ်ဖြစ်ပေါ်လေဆိုရင်အာရုံနဲ့ဒေါ်ရနဲ့တိုက်တဲ့အခါဒေါ်ရဆိုတာမျက်စိနားနှာခေါင်းလျှာကိုယ်စိတ်အာယုံဆိုတာ အစင်အပန်းအနံ့အရာသာထီတွေ့စရာကြံတွေ့စရာဒီအကြောင်းတရားရှောက်ခု တိုက်ဆိုင်လာတဲ့အခါမှာမျက်စိနဲ့အစင်နဲ့တိုက်ရင်မြင်စိတ်ပေါ်တာငါမြင်တာမဟုတ်ဘူးမြင်စိတ်ပေါ်တယ်လို့ပြီးပေးရမှာပါကြားတဲ့အခါအပန်းနဲ့နာနဲ့တိုက်လို့ကြားစိတ်ပေါ်တာငါကြားတာမဟုတ်ဘူး ြာစိတ်ပဲလို့သိပေးရမှာပါ။ကြံတွေးစရာနဲ့မနှောနဲ့စိတ်နှလုံးနဲ့တိုက်လို့ကြံတွေးစိတ်ပေါ်တာငါကြံနေတာမဟုတ်ဘူးအတိတ်ကအကြောင်းအရာတွေဆိုတာပြီးတော့ပြီ။အနာဂတ်ဆိုတာမသေးချာသေးဘူး။မိမိကိုယ်ကို တရားဟောထားမှဖြစ်တယ်။အနာဂတ်ဆိုတာမသေးချာသေးဘူး။ ငါခဏနေရုတ်တရက်ကြီးဖေသွားနိုင်တယ်။ဖန်ဝေကတည်းကြံပြီးတော့အုတ်ထားမယ်။ပြင်းစိတ်တွေဝင်လာရင်ဩဝိရိယကြီးတော်မူသောမြတ်စွာဘုရားဝိရိယကြီးတော်မူသောမြတ်စွာဘုရားလို့တတိယပေးရမယ်။ဒါဗုဒ္ဓနှုတ်တတိပေါ့။မအောင်မြင်ဘူးလို့ထင်နေအောင်မြင်တော်မူသောမြတ်စွာဘုရား အောင်မြင်တော်မူသောမြတ်စွာဘုရားဒီတဏကျွန်ဘွားကလွဲ့မြောက်နိုင်ခဲ့တော်မူသောမြတ်စွာဘုရားအတွင်စိတ်ကိလေသာကို ပေသနိုင်ခဲ့တော်မူသောမြတ်စွာဘုရားလို့သတိရပေးရမယ်အဲ့ဒါကိုဗုဒ္ဓနုသတိနှလုံးသားမိတ္တုကုရေလို့လည်းခေါ်ပါတယ်ကိုကမူရင်းရှိတယ်အဲ့ဒီမူရင်းကနေကိုလိုချင်တယ်လို့ မိတ္တုကုယူလို့ရပါတယ်နှလုံးသားထဲမှာနှလုံးသားမိတ္တုကုယူနိဖို့ဒါတွေလေတရားမှတ်တဲ့အခါလိုအပ်လာတဲ့အချက်လက်တွေပဲ